။အိမ်ကြီး900လောက်ဒုက္ခရောက်တဲ့နေရာကိုကျွန်တော်ရောက်နေပါတယ်။ဒါပေမဲ့တရားကြီးကိုမောင်သမားတွေကတော့တခုမြေတာရက်ခန့်နေတာဘာရှိလဲဆိုတော့တာဆိုင်ရအပွဲကြီးကနေပြီးတော့ဒီပါတဲ့အိမ်တွေကိုသူတို့ပြန်လူပေးလိုက်မယ်နော်။ကျွန်တော်တို့ဒီကိုအဲ့ကိုပဲသွားလူပေးပါမယ်နော်။ဘာဖြစ်လို့ရှောက်ကုန်မှာမလို့ဒီမှာလူရင်နော်။အဲ့တော့လားလေပေးပါလို့ပြောချင်ပါတယ်ဗျ။အိုးဟိုးထားဆရာကြီးဟိုးထားဟိုးထားကျွန်တော်ဘာလို့ဟိုးခိုင်းတာလဲဆိုတော့အဲဆရာကြီးရဲ့စေတနာကိုတော့နားလေတယ်ဒါပေမဲ့ဆရာကြီးဘက်ကလည်းအဲတခုတ် ပြန်ပြီးတော့နားလည်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော် အကြောင်းလေးတစ်ခုကိုခဏလောက်ပြောပြပေးမယ်နော်ခဏလေးတိခံပြီးတော့နားထောင်ပေးပါနော်အဲလူမဲ့အလူရှင်များနော်ခဏလေးနားထောင်ပေးကြပါအဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်က AR တိုင်းသားဗျာအာဒီ AR တိုင်းမှာနာကဲမုံတိုင်းတိုက်တုံးကအလုံးတိကြမှာပေါ့နော်အဲအဲ့ဒီတုံးကကျွန်တော်တို့ဒါနှိုင်းရှင်လို့တော့မကောင်းဒါပေမဲ့ကျွန်တော်နှိုင်းတော့နှိုင်းပြလိုက်ပင်ပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အာကျွန်တော်တို့ဒီ AR တိုင်းမှာနာကဲမုံတိုင်းတိုက်တုံးကလူဒီတော်တော်တေကြတယ်ပေါ့နော်အထိတော်တော်နာတယ်ဘာလို့လဲဆိုတော့ AR တိုင်းကဒီအောက်ပိုင်းဒေသဆိုတော့မုံတိုင်းဆိုလို့ရှိရင်အရန်အထိနာတယ်ပေါ့နော်အဲ့ဒီတုံးကဆိုလို့ရှိရင်ဘလော တော့မှလူတွေအသေးပြောက်များလဲဆိုလို့ရှိရင်ပြန်ပြီးတော့ပြောပြမယ်ဆိုရင်ဗျာအဒီချောင်းယိုးမှာလေဒီမှာလှေနဲ့သွားမယ်ခီးလန်းဆိုလို့ရှိရင်လူတွေဘလောက်တည်တာများလဲမများလဲဆိုလို့ရှိရင်ပေါ့နော်အဲလှေနဲ့သွားမယ်ဆိုလို့ရှိရင်လှေတောင်တိုးမပေါက်လို့အရှိရနေပြီးတော့မှလူတွေကလမ်းဖယ်ပြီးပြီးတော့ဒီလူအသေးကောင်တွေကိုဗျာလမ်းဖယ်ပြီးပြီးတော့အဲ့လိုမျိုးသွားကြရတယ်ပေါ့နော်လူအရန်တည်တာအဲ့တုန်းကအိုးဘယ်နေရာကြည့်ကြည့်ဒီနာကစ်ဖြစ်ပြီးတော့လူတည်တဲ့လူတွေအရန်များတာပေါ့နော်အဲ့လောက်အထိတောင်များတယ်ဒီငလျင်လှုပ်တာထက်ကို အစာပေါင်းများစွာတည်ကြရတယ်ဗောနော်အဲအဲ့လိုမျိုးဒီအထိနာတဲ့ကျွန်တော်အီယာရီတိုင်းဒေတာကိုအဲ့ဒီတုန်းကဒီအလှရှင်တွေကအခုလိုမျိုးတွင်တွင်ကြဲကြဲလာရောက်ပြီးတော့မလှူတန်းနိုင်ကြဘူးဗောနော်အခက်အခဲအကြောင်းမျိုးမျိုးကြောင့်တော့ထင်ပါတယ်ဆိုတော့အခုလိုမျိုးတွင်တွင်ကြဲလာပြီးတော့အလှရှင်တွေမလှူကြဘူးဟိုမပေါ်များကြဘူးဗောနော်ဒီအပေါ်ကတို့အထက်ကတို့ဗောနော်အဲ့လိုမျိုးလာပြီးတော့လှူတဲ့သူတွေပဲရှိတယ်အပေါ်ကအထက်ကဆိုရင်တော့အဲခင်ဗျားတို့သိကြမှာဗောနော်ဆိုတော့အဲ့လိုမျိုးလာလှူတဲ့အခါမှာကျွန်တော်တို့ဒီတို့ကိုယ်တိုင်လာမလှူဘဲနဲ့ဒီအုတ်ချုပ် ဒီရက်ရက်ရတခုဆိုလို့ရှိရင်အုတ်ချုပ်ရည်မှုကနေတဆင့်ယာယီမှုကနေတဆင့်စိန်မှုကနေတဆင့်ပေါ့နော်အဲ့လိုမျိုးလှူဒန်းကြတယ်အဲ့လိုမျိုးလှူဒန်းကြတဲ့အခါမှာဘာမှဒီအထိမနာတဲ့ဒီအုတ်ချုပ်ရည်မှုရဲ့အမျိုးတွေအာတည်ရမလားစိန်မှုယာယီမှုရဲ့အမျိုးတွေလူတွေအတိတွေသူတို့တွေကိုအရင်ဦးဆုံးပေးကြတယ်ပေါ့ဗျာအတိရမလားစံစီစားဆိုလဲသူတို့တွေဒီချက်နှောင်းအဝတ်အစားဆိုလဲသူတို့အတိုင်းဝိုင်းတတိုင်းဝိုင်းပဲရကြတာများတယ်ပေါ့နော်ဒီအောက်ကတကယ်ထိတဲ့လူတွေကြတော့မရဘူးအဓိကကျွန်တော်ပြောချင်တဲ့အကြောင်းအရာကဆရာကြီးတို့ကစေတနာ ရှင်တွေအလှရှင်တွေကျွန်တော်နားလေတယ်ဒီမရတဲ့တဲ့လူတွေကိုမရအောင်ရတဲ့တဲ့လူရှိတွေကိုရအောင်လို့လှူမယ်ဆိုတာသိတယ်အဲဒါကြောင့်မလို့ခဏကဆရာကြီးပြောသွားတဲ့ဇာတ်ရဲမှာပေါ့နော်ဒီအုတ်ချုပ်ရည်မှုတွေကနေတဆင့်သက်ဆိုင်ရာတွေကနေတဆင့်ကျွန်တော်တို့လှူဒန်းပေးသွားမယ်ဆိုတာကတကယ်တော့မှားတယ်လို့ကျွန်တော်အမြင်ပေါ့နော်ယူဆပါတယ်ဘာလို့လဲဆိုလို့ရှိရင်အဲ့လိုမျိုးသက်ဆိုင်ရာတွေကနေတဆင့်လှူမယ်ဆိုလို့ရှိရင်တေးကြတယ်တကယ်ရောက်တဲ့နေရာတွေကိုရောက်နိုင်တယ်လို့ပေါ့နော်ရောက်စီခြင်းတလို့ရောက်မှာမဟုတ်ဘူးသူတို့ရှိမှတင်ဘူးပဲ ဖြတ်ခုတ်သွားမှာအသေးချာပဲအဲ့ဒါကိုကျွန်တော်ကဒီလှူတဲ့လူတွေကိုတဆင့်ပေါ့နော်ကျွန်တော်သိစီချင်တာပါအဲဒါကတော့ကျွန်တော်အမြင်လေးပေါ့နော်ကျွန်တော်တို့ဒီ AI တိုင်းမှာတုန်းကဒါကြုံခဲ့ရတဲ့အတွေ့အကြုံလေးနဲ့ကျွန်တော်ရင်းပြီးတော့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာအလှူရှင်များအားလုံးပဲအခုဗီဒီယိုလေးဖိုင်လေးကိုကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးကိုကြားသိနိုင်ကြပါစေနော်အဲကျွန်တော်ရဲ့ဗီဒီယိုထဲမှာကြည့်နေတဲ့အအကိုရီမတွေလည်းဒီအကြောင်းအရာလေးကိုအလှူရှင်နေရှိကိုများများရောက်အောင်လို့အဝိုင်းပြီးတော့ share ပေးကြပါအောင်လို့ပေါ့နော် like လေးလှုပ်ပေးကြပါအောင် comment လေးတယောက်ချောင်းရေးပေးကြပါအောင်အဲ့ဒါမှလူများများရှိကိုရောက်မှာပေါ့နော်အဲအဲ့လိုမျိုးလေးကူညီပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါ ါတယ်ဟုတ်ကဲ့အဲဒါလေးပြောချင်လို့ပါနော်ကျေးဇူးပါလို့ရရရုပ်ဆိုတော့လေကျွန်တော်တို့အဆင်မပြေဘူးမဟုတ်မဟုတ်မဟုတ်ဆရာကြီးခဏလေးကျွန်တော်လူတဲ့လူကလည်းလည်းရိုးရှင်းတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီနေရာဖြစ်တော့ဒီနေရာတက်ဆိုင်တဲ့ဥပမာပေါ့ဒီကျွန်တော်တို့ဗျာဒီမီးငလေးတာခတ်ပြီးတော့ဒီမီးမှာပါသွားတဲ့အင်ဂျင်ဘယ်လောက်ရှိလဲ အဲ့ဒါကျွန်တော်တက်ဆိုင်ရထားဟိုအဖွဲ့ခဏလေးခဏလေးကျွန်တော်ပြောပြမယ်မဟုတ်မဟုတ်ဟိုအဲ့လိုအဲ့လိုအဲ့လိုမျိုးကြီးလုံးရေးဆိုင်ကအဲ့လိုမျိုးကြီးအိုးတဲ့အဲ့လိုလူမမဟုတ်ဘူးကျွန်တော်ဒီကငွေလူဖို့လာတာငွေလူဖို့လာတဲ့အခါမှာအခုမြင်နေရတဲ့တိုင်းပဲအဲ့မှာပါသွားတဲ့အင်ဂျီတွေပေါ့ကျွန်တော်တို့ဒီတက်ဆိုင်ရလူကြီးတွေကနေပြီးတော့စရင်တော့ရှိမှာပဲအဲ့အဲ့စရင်ရှိတဲ့နေရာမှာကျွန်တော်တို့အဲ့စရင်ရှိတဲ့နေရာကိုကျွန်တော်သွားပြီး ကျွန်တော်လှူတဲ့လူရှင်ပတ်ဆောင်ကျွန်တော်သွားလှူပေးပါဟုတ်ဒါပေမဲ့ဒီမှာဒီလိုမျိုးလှူတဲ့ဟာမျိုးကြတော့တချို့ကကြတော့လူလို့ရတယ်မဟုတ်လူလို့ရတယ်ကျွန်တော်တို့လည်းသိတယ်ကျွန်တော်တို့ကမြန်မာတိုင်းငံလုံးပတ်ပြီးဒီ pride ကလုံနေတဲ့တော့ ဟိုတချို့နေရာတွေကစနစ်တကျလူမရတဲ့နေရာမျိုးတွေရှိတယ်နားလည်ပေးပါအားလုံးကျေးဇူးတင်တယ်နော်ကျေးဇူးတင်တယ်နော်ဟိုရမ်းပါလေကျွန်တော်တို့ကအဲလိုပဲနော်ကားကားလေးပြန်ပို့ရအောင်ဟုတ်ရရတယ်ပြန်ပို့ရကားကျွန်တော်ကားပါတယ်ကျွန်တော်ကားနဲ့ပဲသွားလိုက်မယ်နော်ဟုတ်ကဲ့ဟိုတချက်လောက်ပြပေးလိုက်ပါဦးကျေးဇူးတင်လေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ရိုက်ပေးပါဦးလားဟိုမှာလက်ကြီးရမလေးသွားလိုက်တလရှိ ရေတွင်းနေရတဲ့အတိုင်းပဲငလင်တန်လည်းခံလိုက်ရတယ်ကျွန်တော်တို့မီးတွေလည်းလောင်သွားတာပေါ့နော်ငလင်ပြီးတာနဲ့မီးလောင်သလိုဖြစ်သွားတယ်အဲအဲ့ဆက်ကြတော့အင်ဂျင်900လောက်ရှိတယ်ပေါ့နော်အင်ဂျင်900လောက်ဒုက္ခရောက်တဲ့နေရာကိုကျွန်တော်ရောက်နေပါတယ်ဒါပေမဲ့တရားကြီးကိုမောင်သမားတွေကတော့တခုမြေတာရက်ခန့်နေတာဘာရှိလဲဆိုတော့တတ်ဆိုင်ရအခွဲကြီးကနေပြီးတော့ဒီပါတဲ့အိမ်တွေကိုသူတို့ပြန်လူပေးလိုက်မယ်နော် ကျွန်တော်တို့ဒီကိုအဲ့ကိုပဲသွားလှူပေးပါမယ်နော်ဘာဖြစ်လို့ရှောက်ကုန်မှာမို့လို့ဒီမှာလှူရင်နော်အဲ့တော့နားလဲပေးပါလို့ပြောချင်ပါတယ်ဗျာ